မင်းလိုစိတ်တက်အောက်တန်းကြရဲ့ငါစိတ်တနာချပြီးဆက်ဆံခဲ့ပြီးငါမှားတာအတူကချစ်စရာကောင်းပါရဲ့ရိုးတတာချူချူဆဆာလေးပေါ့အတူပါလေဆိုတော့အတူကာရိုက်တာလေးကအလိုတော်တော်ကြီးရတာလေးတွေများတော့ဒီအတူဆက်ကားရရမယ်ဆိုတဲ့အခါမှာပရိသတ်ကိုကြည်နူးစရာခံစားချက်မှုမျိုးပေးတင်တာကြောင့်ဒီအတူဆက်ကားလေးကိုရိုက်ပြစ်ခဲ့ရတယ်ဆရာမလေးကို rating မပေးရဘူး။ဘ ခဲ့တဲ့ကားတွေထဲမှာမတူတဲ့ဇာတ်ကားတစ်ခုအဖြစ်ပုံစံအစ်စ်နဲ့ချစ်စခွဲကားလေးတစ်ခုအဖြစ်ပေါ်ရတော့ရှင်ကဲအတာအတူရုပ်ရှင်ဇာတ်ကားကြီးကတော့ဆီယာမာလေးနဲ့အတူရဲ့ဇာတ်လမ်းလေးပေါ့နော်ဆိုတော့အတူက ဆီယမာလီကအတူးကိုပေးခဲ့တဲ့ဂရီတီလားဆိုတော့ပြည်သက်ကြီးကရုပ်ရှင်ကိုမှလာရောက်စောင့်ကြည့်ပေးကြဘူးကဖိတ်ခေါ်စပါတယ်အတူးရုပ်ရှင်ဇာတ်ကားကြီးကအဲ့လိုချစ်စပွဲဖြစ်တဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်ဗောဆိုင်မျိုးရဲ့အလှအပတွေပြီးတော့အခုလိုမျိုးပြည်သက်တွေမြင်တွေ့နေရတဲ့ယထာစီးလေးတွေ မှာပါတဲ့အဲ့လိုအရင်ခေတ်ကတွေ့ရလေးရှိရဲ့ဘူတာမှာလက်ဖက်ရည်ရောင်းတဲ့ပုံစံလေးတွေမုံရောင်းတဲ့ပုံစံလေးတွေကူလီထမ်းတဲ့ပုံစံလေးတွေဒါလေးတွေကိုလည်းအသေးစိတ်ပြင်ဆင်ပြီးတော့ရိုက်ကူးခဲ့ကြတာဆိုတော့အဲ့ဒီယထာစင်းကြီးကိုကိုကိုယ်တိုင်လည်းတော်တော်လေးကိုသဘောကျတယ်ဆိုတော့1990ပြည့်နှစ်ကိုလည်း ရိုက်ကူးတဲ့အခါမှာကိုယ်တိုင်ရောက်သွားတယ်လို့ပဲပေါ့နော်အိုးရတာလေးတွေများတော့ဒီအတူးဆက်ကားရရမယ်ဆိုတဲ့အခါမှာပြိတက်ကိုကြည်နင်းစရာခံစားချက်မှုမျိုးပေးစင်တာကြောင့်ဒီအတူးဆက်ကားလေးကိုရိုက်ကူးပစ်ခဲ့ရပါတော့နော်အာဆိုတော့ဒါကိုမြင့်မြတ်နဲ့ကိုရဲ့ပထမဆုံးဆုံတွေ့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားထဲမှာအကိုရဲ့ comic writing လေးတွေအကိုမျက်နာနဲ့လူဖတာ writing လုပ်ရတဲ့အခါမှာကိုတိုင်လည်းအဲ့ဒါကိုအများကြီးပထမဆုံးအနေနဲ့လေ့လာအခွင့်ရခဲ့တယ်အာဆိုတော့ နှစ်ယောက်တရုပ်ဆောင်ကြတဲ့အတူရုပ်ရှင်ဇာတ်ကားကြီးကိုအများကြီးချစ်ခင်ပေးကြဖို့ပြောချင်ပါတယ်။ဘယ်လိုစိတ်တက်အောင်တန်းကြရင်ငါစိတ်တရာချပြီးဆက်ဆံခဲ့ပြီးငါမှားတာ။ ကိုအချိန်ကြီးတော့ဘိုးကကိုကိုကိုဒီဟာတာ acting လေးတွေလုပ်တဲ့အခါမှာအားနေသေးရလို့ခံစားရတဲ့အခါမှာအကိုကဒီဘာသာရုပ်ကိုပိုင်နိုင်ပြီးသားသူတယောက်ဖြစ်တဲ့အတွက်အကိုနဲ့ဆုံတဲ့အခါမှာအကိုဘယ်လိုမျိုးလုပ်တယ်အ acting တစ်ခုလုပ်ရင်ဘယ်လိုမျိုးရဲရဲဝံ့ဝံ့လုပ်တယ်ဆိုတဲ့ဟာတွေကိုအများကြီးအလေ့လာခဲ့ရပါတယ်အကိုနဲ့အလုပ်လုပ်ရတာလည်းအရင်အဆင်ပြေခဲ့ပါတယ်ဆိုပညာရေးလည်းအများကြီးရခဲ့တယ်အလုပ်ကိုပဲအာရုံစိုက်ပြီးအေးအေးစိစိနေတတ်တဲ့သူဖြစ်တယ်ဆိုတော့လည်း တွေ့ခဲ့ရတယ်ပေါ့နော်ကိုရဲ့ senior actor ကြီးတွေအခုလိုမျိုးမှတ်ချက်မျိုးပေးတာအရင်ပဲဟိုဝမ်းသာရပါတယ်ဒီထက်လည်းပို့ပြီးတော့အများကြီးစူးစမ်းပါမယ်ဟုတ်ဒီကောင်းကိုပို့ဒါကြည့်ရဆိုရင်၄၅ခေါက်လောက်ရှိပြီထင်တယ်ပထမဆုံးအကျန်းတော့ဆက်တော့တစ်ခါကြည့်ရဲနောက်တစ်ခေါက်ကျတော့ကိုထက်နဲ့မတုံနဲ့အတူတူအဲပြန်ပြီးတော့ review လုပ်ကြရဲပဲနေရာလေးတွေကိုဘာဖြစ်အကောင်းလဲပို့ရောဘာလေးတွေလုပ်ချင်တယ်လဲပေါ့နော်အဲ့လိုမျိုးအထက်ထက်ခါခါကြည့်ခဲ့ကြရဲ အာပြီးတော့ဟိုရုပ်ရှင်ယုံမှာစမ်းကြည့်ရောလဲတစ်ခါကြည့်ရဲမနေ့ကအာဖုန်ကြီးကျောင်းမှာတစ်ခါကြည့်ရဲဆိုတော့အခုလဲတစ်ခါကြည့်အောင်မယ်အာရုပ်ရှင်ဇာတ်ကားလေးကချစ်စရာလေးဆိုတော့လေကြီးစုပြီးရဲခံစားမှုကောင်းတဲ့ခါလေးကြင်ခဲ့တဲ့ကားလေးဖြစ်တော့ဘယ်နှခါကြည့်ကြည့်ချင်နေပါလားအတူနဲ့ဆရာမလေးကို rating မပေးရဘူး ဲမှာမတူတဲ့ဇာတ်ကားတစ်ခုအဖြစ်ပုံစံအစ်စ်နဲ့ချစ်စခွဲကားလေးတစ်ခုအဖြစ်ပို့ရတော့အတော်လေးနှစ်သက်မိပါတယ် rating ကတော့ပရိသတ်ရဲ့အဖြေကိုပဲပိုဆောင်ညွှန်နေပါတယ်ဒီအတူကားရဲ့ခင်လေးကိုပုံပေါ်တဲ့အခါမှာအလိုအဲတီတီငင်ငင်လေးနဲ့နှစ်လိုပွဲချစ်စခွဲဆရာမလေးဖြစ်ပုံပေါ်ဖို့ကိုထက်တဲ့သူတိုင်ပင်ပြီးတော့ကြိုးစားခဲ့ပါတယ်အဒီပေါ်မှာကိုဖြစ်စီခြင်းတဲ့ပုံစံတိုင်းပရိသတ်ကမှတ်ချက်ပေးကြတာဖြစ်တဲ့အတွက်ချစ်ပေးကြတဲ့ပရိသတ်တွေအားလုံးကျေးဇူးများ အနောက်နောက်များမှာလည်း character မျိုးစုံပုံစံမျိုးစုံလေးနဲ့အလိုတင်ဆက်နိုင်ဖို့ပုံများကြီးစူးစမ်းပါအောင်မယ်ဟုတ်ကိုအလုံးလုံးတဲ့အခါမှာဟိုကိုတို့ဒီအလုံးအမှုပညာအလုံးမှာဆိုလို့ရှိရင်ကံရယ်စမ်းရယ်ဝရိယရယ်အားလုံးကဟိုညီတူညီမျှအရေးပါတယ်လို့ကိုကချက်ပါတယ်ကိုကစူးစမ်းနေတဲ့အပေါ်မှာလည်းကို့အပေါ်မှာကံကောင်းခြင်းတွေကို့အပေါ်မှာအခွင့်အရေးကောင်းတွေရလာရတယ်ဒါကံကောင်းခြင်းတစ်ခုပဲပေါ့နော်ဒီကောင်းတဲ့ဆိုတဲ့ကောင်းခြင်းတွေကိုဟိုအာ ပေါ့ပေါ့တန်တန်မထားဘဲနဲ့ကြိုးစားရမှာတော့ကိုယ့်ရဲ့တာဝန်ပေါ့အကောင်းဆုံးကြိုးစားနေပါတယ်အခုလိုမျိုးအာကိုယ့်နဲ့အတူတူလက်တွဲပြီးတော့လှုပ်လှုပ်ကြတဲ့ actor ကြီးတွေ senior actor ကြီးတွေပေါ့လည်းတင်ရတယ်ကိုယ့်ကိုလည်းအာဟိုအလုပ်တူတူလုပ်ပေးကြတဲ့အတွက်အမြဲတမ်းကိုယ့်ဟာရင်ထဲမှာကျေးဇူးတင်နေပါတယ်အတူကလေသူကအဲလိုရိုးရိုးအားအားလေးဒါပေမဲ့သူ့မှာဖြူစင်တဲ့နှလုံးသားလေးရှိတယ်လူတွေကိုကူညီတတ်တယ်ဆိုတော့ဟို အတူကအချစ်စရာကောင်းပါရဲ့ဟုတ်ကဲ့အဲ့လိုအဲရိုးတတတာချူချူဆဆလေးပေါ့အတူပါလေဆိုတော့အတူကာရိုက်တာလေးကအဲ့လိုတော်တော်လေးကိုအချစ်စရာကောင်းပါရဲ့ဟုတ်အပရိသတ်ကကိုယ့်ရဲ့ဇာတ်ကားကိုကြည့်ရဲအဲ့လို ာသာကားလေးတွေကြည့်ရတာလည်းနည်းတယ်။ romance ဖြစ်မလား drama တွေဖြစ်မလားပေါ့နော်။အဲဆိုတော့ဒီအတူကားကရီမောစရာလေးတွေလည်းပါမယ်။အာဟိုကြီးနူးစရာလေးတွေလည်းပါမယ်။မျိုးရဲ့အလှပလေးတွေနဲ့ဒလိထုံးစံလေးတွေနဲ့အာပော့ပပါနဲ့ drama နည်းနည်းပေါ့နော်။ ဆိုတော့စိတ်ပင်ပန်းတဲ့အခါမှာစိတ်အပန်းပြေဖို့ကြိရှုလို့ကောင်းတဲ့ဇာတ်ကားလေးတကားလို့ကိုကညွှန်ဆိုချင်ပါတယ်။အတူရုပ်ရှင်ဇာတ်ကားကြီးမှာအတူရဲ့ဒေါက်တာခင်လေးဆရာမလေးရဲ့ဇာလန်လေးကိုရုပ်ရှင်ရုံမှာလာရောက်ပြီးကြိရှုအားပေးကြဖို့ပြိသက်တွေစိတ်ပင်ပန်းနေတဲ့အခါမှာခေတ္တခဏစိတ်အပန်းပြေစေဖို့ရုပ်ရှင်ရုံကိုလာရောက်ကြိရှုအားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။